ရုပ်ရှင်ရိုက်ဖို့လဲလာမကောဇက်ပွဲလေးလာမငါကြလို့ဝင်းနေနေရတယ်။နာမည်ကြီးလူရှင်တော်ဒိန်းတောင်ပရိသတ်များအလုံးမင်းမင်လာပါရှင်ဆယ်လင်စင်တာ page ကနေပြလဲကြစိုးလိုက်ပါတယ်။ရုပ်ရှင်ရိုက်ဖို့ပွဲငါဖို့ဘသူမှလာမကောကြလို့ဝင်းနေနေရတာကတော့လူရှင်တော်ဒိန်းတောင်ပါ။ဒိန်းအောင်ကတချိန်ကမြန်မာတိုင်းနိုင်ငံလုံးမှာသူရဲ့ဟာသတွေနဲ့ပရိသတ်တွေကိုဝလုံးကွဲရဲအောင်ဖန်တီးနိုင်ခဲ့တဲ့ဇာတ်တင်လောကကနေရုပ်ရှင်လောကထိအောင်မြင်မှုတွေကိုရရှိခဲ့တဲ့ဝါယင်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုအနုပညာရှင်ကအခုလိုမျိုးအလောက်ကိုင်းတွေမရှိပဲအနုပညာနဲ့အဆက်ပြတ်နေရတဲ့အဖြစ်ကတော့တကယ်ကိုစိတ်မကောင်းစရာပါလူရှင်တော်ဒိန်းတော်ဆိုတာနဲ့သူ့ရဲ့အတွင်းညီညီဖြောပြေခဲ့တဲ့ခင်လိုင်ကိုပြေးမြင့်မိကြမှာပါဒိန်းတော်နဲ့ခင်လိုင်အတွင်းဟာဆိုရင်ဇက်ပွဲတွေအလူပွဲတွေရုပ်ရှင်ဇက်ကားကြီးတွေအထိနေရာတိုင်းမှာပရိသတ်ကိုရေမောပျော်ရွှင်အောင်ဖန်တီးပေးခဲ့တဲ့ရွှေညီတော်အတွဲလူတောင်မှတင်စားခဲ့ကြရတာပါသူတို့နှစ်ယောက်ရဲ့ဟာသတွေကအသက်အရွယ်မရွေးချားမမရွေးအားလုံးကိုဆွဲဆောင်နိုင်ခဲ့ပြီးတော့သူတို့ပါဝင်တဲ့ဇက်ကားတိုင်းဖြောပြေပွဲတိုင်းဟာ ာပွဲချခဲ့ရတာကြီးပါပဲအထူးသဖြင့်ဒိန်းတောင်ရဲ့ဟာသတွေဟာမပြုံးမဲမနေနိုင်အောင်တခါတလေမှဆိုရင်ဦးတက်မတက်ကိုရေခဲ့ရတာတွေဟာပရိသတ်တွေအတွက်အမတ်တရတွေဖြစ်နေကြန့်ရှိနေစေပါ ဒါပေမဲ့လည်းအရာရာတိုင်းဟာအမြဲတမ်းတသက်မတည်းရှိမနေနိုင်ပါဘူး။အချိန်တွေပြောင်းလဲလာတာနဲ့အမျှတစ်ချိန်ကအတူတူအောင်မြင်ခဲ့တယ်။ဒိန်းတောင်နဲ့ခင်လိုင်တို့ရဲ့အနုပညာလန်းခီးဟာတော်တော်လေးကိုကွာခြားသွားခဲ့ပါပြီ။ခင်လိုင်ကတော့အခုချိန်ထိအနုပညာလောကမှာအောင်မြင်မှုတွေဇတ်တရရှိနေတုံးပါပဲ။ဟာသာတယုံဆောင်တယောက်အဖြစ်ကနေဒါရိုက်တာတယောက်ဖြစ်ပါကူပြောင်းပြီးတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုကိုယ်တိုင်ဦးဆောင်ရိုက်ကူးနေတယ်လို့သူရဲ့ဇာတ်ပင်ဖြောပြေးပွဲတွေအလူပွဲတွေကလည်းမနာတမ်းပါပဲ။တနည်းအားဖြင့်ပြောရရင်တော့ င်လိုင်ကအမှုပညာအလုပ်တွေနဲ့အမြဲတမ်းမအားမလက်အောင်လှုံရှားနေရသူပါတခြားတစ်ပတ်မှာတော့ကျမတို့ရဲ့လူရှင်တော်ကြီးဒိန်းတောင်ကအမှုပညာအလုပ်တွေနဲ့လုံးဝကိုအဆက်ပြတ်နေရတဲ့အခြေအနေဖြစ်နေပါတယ်သူကိုယ်တိုင်ဝန်ထဲစွာပြောပြလာတာကတော့သူ့ကိုအခုဆိုရင်ဘေးဆက်ပွေးကမှလာမငားကြတော့တယ်လို့သူအယမ်းမြန်လို့တဲ့ရုပ်ရှင်လောကကနေပါခေါ်ယူသုံးဆွဲခြင်းမရှိတော့ဘူးဆိုတဲ့အချက်ပါပဲ ဒီချက်ပို့ပြီးတော့ရင်းနာစရာကောင်းတာကတော့အနုပညာလောကတွေမှာတချို့သောဒါရိုက်တာတွေထုတ်လုပ်သူတွေရဲ့သဘောထားပါပဲ။တချို့ကတော့ဒိန်းနောင်ကိုအလုပ်လက်တွဲခေါ်ခြင်းကြပါပဲ။တချို့သောထုတ်လုပ်သူတွေကတော့ဒိန်းနောင်ကိုခေါ်လိုက်လို့ဒီရုပ်ရှင်ကားကိုလူမကြည့်ရင်မင်းတို့တာဝန်ယူမလားဆိုပြီးတော့ပြန်မေးတဲ့အထိဖြစ်ခဲ့တယ်လို့သိရပါတယ်။ဒီစကားကတော့ဝိုင်းရင်အနုပညာရှင်တယောက်အတွက်တော်တော်လေးကိုခံစားရမယ့်စကားလုံးတွေပါ။ အနုပညာကိုမြန်နိုးတဲ့အနုပညာရှင်တယောက်ရဲ့ရင်းနှင်းစကားတွေနေနဲ့ဦးတိန်တော်မှာသူ့ရဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေရှိတဲ့အတွက်စာဝင့်နေရေးအတွက်ပူပန်စရာမရှိပဲဟန်မပြတ်နေနိုင်ပါတယ်။ဒါပေမဲ့သူကအနုပညာသမားစစ်စစ်တယောက်ပါငွေကြေးပြည့်ပြည့်စုံနေတည်တံ့အောင်သူချစ်တဲ့သူမြန်နိုးတဲ့အနုပညာအလုပ်တွေကိုလောက်ကန်ရင်းနဲ့ပဲဘဝကိုအတိတ်ပဲရှိရှိနဲ့ဖျက်သန်းခြင်းနဲ့လို့ဖွင့်ဟပြောခဲ့ပါတယ်။ကင်မရာရှေ့မှာတရုပ်ဆောင်ရတော့စင်မြင့်ပေါ်မှာပရိသတ်ကိုဟာသားတွေနဲ့ဖြောပြင်ရတာကသူ့ရဲ့ဘဝသူ့ရဲ့အသက်သွေးကြောပါပဲ။ အခုလိုမျိုးအနုပညာအလုပ်တွေနဲ့ဝေးကွာနေရတာကသူ့အတွက်တော့အကြီးမားဆုံးသောဆုံးရှုံးမှုတစ်ခုလို့ခံစားနေရမှာအသေးချာပါပဲ။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့လူရှင်တော်ကြီးဒိန်းတော်ရဲ့လက်ရှိအခြေအနေပေါ်မှာဘယ်လိုမြင်မိကြပါသလဲ။သူ့ကိုသနာမိကြပါသလား။သူ့ရဲ့ဟာသတွေကိုပြန်ပြီးတော့ကြည့်ချင်ရင်မောချင်ကြသေးလား။ဦးဒိန်းတော်တရားအနုပညာလောကတွေမှာပြန်လည်နေရတနေရာရရှိဖို့အတွက်ပရိသတ်တွေရဲ့အားပေးမှုတွေကလည်းအရေးကြီးအောင်မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။ ကျေးဇူးပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်